ဝတ်တော့သွင်းတာဘေးကသွင်းလေမြောက်ဒီတချစ်လေအဓိကအဓိကဒီထိုင်းနေစံတစ်ခုပါပဲဘုံကျတဲ့နေရာဝေးကြအောင်ရှိနော်ဘာလို့တပြုံးလဲဘုံကြီးနေရှိမှရှိတယ်ဝတ်တော့ကလည်းမြုပ်ထိုင်းတယ်ဒီဘက်တော့စင်ကိုရနောက်ပြီးကြတော့ license ကလည်းချမပေးနိုင်တဲ့လေဝတ်တော့ဆိုင်ကလေးကိုဖမ်းမယ်တိမ့်မယ်ဆိုတော့ကျမတို့ပြည်သူတွေရဲ့နင်းပြားပေါ်လာစားဝင်နေရင်ဖြတ်စီးတယ်လို့ဖြစ်ပြီးတော့ပြားတဲ့ပြားနေပါပြီ ဟယ်လိုချားရမီဘာပီတိုနီကိုမော်မာမြားအလုံးမင်္ဂလာပါ news bit channel ကနေပြမချိုဆိုလိုက်ပါရယ်2025ခုနှစ်ဇွန်လ3ရက်နေ့ကျွန်တော်အင်္ဂါနေ့မနေ့ပိုင်းမှာဆိုတော့နောက်ဆုံးကြားသိရတဲ့ Talent Tadin Thu Tadin Gong တွေဖြင့်ခုရပိုင်းကျွန်တော်ပေါ့နော်ဒီမြေကြီးမှုတွေနဲ့ပတ်သက်ပြီးတော့မှ Tadin Thu တွေကိုသိရမှာပဲဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ကျွန်တော်ခိုင်းတိုင်းလိုပဲ Tadin တိုလေးတွေကြည့်လိုက်ရအောင်နော်ပထမအဆုံး Tadin သဘောအနေနဲ့ကတော့ စကိုင်းတိုင်းတစဲမျိုးနယ်မှာကင်လယ်ဖို့ထွက်လာတဲ့ဂျမ်ပစစ်တပ်စစ်ကြောင်းကိုဂျာဖြတ်တိုက်ခိုက်ခဲ့လို့အရာရှိတအုပ်အပဝင်စစ်ကောင်စီတပ်သား၈ဦးတေဆုံးပြီးလက်နက်နဲ့လက်သိမ်းဆဲရရှိခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ဇွန်လ၂ရက်နေ့တစဲမျိုးနယ်အစ်တော်ချေရွာမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်သားနဲ့ပြူစောထိပ်တွေအရဆိုရင်တော့တဲကုန်းကျွတ်ဘက်ကိုကင်လယ်ဖို့ထွက်လာနေတဲ့အချိန်မှာတော်လိုင်းရေးတပ်ဖွဲ့ဝင်တွေနဲ့ပြုံးမဂျာဖြတ်တိုက်ခိုက်ခဲ့လို့နပွင့်ဘူအရာရှိတအုပ်အပဝင်စစ်သားနဲ့ပြူစောထိပ်၈ဦးတေဆုံးပြီးတော့လက်နက်နဲ့လက်သိမ်းဆဲရရှိခဲ့တယ်လို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်။ ဒါတော့ကျွန်တော်တလန်ပူပေါင်းတက်ဖို့ပုံတွေကနေပြီးတော့မှဒီတိုက်ခိုက်မှုတွေလွတ်ဆောင်ခဲ့သွားတာပဲပြီးတော့မှစခွေးနဲ့ပြူစောထေးတွေရာဆိုတော့အလောက်တွေတော့မကောက်နိုင်သေးပဲနဲ့ပေါ့နော်မြေပြင်မှာပြန့်ကျဲနေတယ်လို့လည်းကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတပို့အနေနဲ့ကတော့ပကုတ်တိုင်းအုပ်ဖို့မြို့နယ်မှာ PDF တွေကိုလစ်ပစ်ဘုံနဲ့လာရောက်ပြစ်သွင်းတိုက်ခိုက်တဲ့ထန်းပင်ကုန်းရွာရိုင်းမှုအောင်မိုးခိုင်ပြန်လည်ပြစ်ခတ်ခံရပြီးတော့မှတေဆုံးသွားတယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ် တည်ဆုံးသွားတဲ့ယာယီမှုအောင်မှုခံရဆိုတော့စစ်မှုထမ်းဟောင်းတိုးဖြစ်ပြီးတော့အချမ်းပစစ်တပ်တော်တိုင်အမာခံတိုးလည်းဖြစ်တယ်လို့သိရတာဖြစ်ပါတယ်။သူအားဆိုရင်ခမာရချုံမှနေထိုင်ပြီးတော့မှတော်လိုင်းတပ်ဖွဲ့ဝင်တွေရဲ့အခြေလက်တွေကိုစုံစမ်းထောက်လှမ်းတာတွေပြီးသူတွေဆီကနေပြီးတော့မှစစ်မှုထမ်းကြီးစုပြီးတော့မှငွေကြေးတွေချင်းချောက်ကောက်ခံတာတွေပြီးတော့မှလူငယ်တွေကိုချမ်းပစစ်တပ်နဲ့သူပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်ပြီးတော့မှမျိုးမအတွင်းစစ်ကြောင်းထိုးတဲ့နေရာမှာလည်းလမ်းပြမှုတွေလုံးဆောင်နေတယ်လို့လည်းကျွန်တော်သိရတာပဲဖြစ်ပါတယ်။ဒီလိုမျိုးယာယီမှုတွေနဲ့ပေါ့နော်။အုတ်ကြီးတွေကဆိုတော့ကျွန်တော်တော်လိုင်းရဲဘော်တွေကနေပြီးတော့မှ ကျခချင်းလင်းနေတာပြမဟုဆိုရင် PDF တွေကိုစိန်ခေါ်နေတဲ့စစ်ကောင်စီရဲ့ရာယီမှုဆိုတဲ့ကောင်ကတော့မြဲကိုစုပ်ထိုးကြွထားတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့မှာပြမဆုံးနေတဲ့ကျမကတော့မြောက်လိုင်းကနေပြီးတော့မှဝတ်တော့ရင်တွေကိုစီမံချက်နေနဲ့စတင်ပြီးတော့မှဖန်ဆီးစစ်ဆေးမှုတွေလွတ်ဆောင်သွားမယ်ဆိုပြီးတော့မှကြီးညာချက်တွေထုတ်ပြန်လိုက်ပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးတော့မှဆရာလူမြတ်ကျော်ကနေပြီးတော့မှတုံ့တက်ပြောဆိုထားတာဖြစ်ပါတယ်။ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စာချင်းလေးရအောင်နော်။ဝတ်တော့ကောင်းဝင်နေဝင်ပေါ့။နောက်တစ်ခုရှင်ကေဝတ်တော့ W site တွေဘယ်အောင်ဝင် ။ရောင်းနေတဲ့လူတွေဘာလို့မဖမ်းတာလဲ။တွေးနေတဲ့လူတွေဘာလို့မဖမ်းတာလဲ။မြောင်းဒီတာချီလေးကနေမြန်ကုန်မန္တလေးကိုရောက်ဖို့ဂိတ်ပေါင်း90ထက်မနည်းဖြတ်ကြတယ်။အဲ့ကောင်ကြီးအကုန်ဖမ်းရမှာလေ။မင်းဟောင်းကတက်တိရှိလား။တက်တိရှိလား။ဝတ်တော့ကနေဖမ်းနိုင်လား။ဘဝမြဝတ်တော့ကအစီ9တန်းထက်မနည်းရှိတယ်။ဖမ်းနိုင်လား။စိတ်ခေါ်တာနော်။ဆိုတော့ဝတ်တော့ဆိုင်ကရောင်းဝယ်နေတဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ကတစ်ချက်ပြောပြမယ်။တတိရှိတယ်ဆိုရင်ပါဖမ်းရဲတယ်ဆိုရင်ပါနော် မန္တလေးမှာမော်ဘီမှာကိုသူရဆိုင်ကဘင်းကြီးရောင်းဝယ်ကြီးမော်ဘီတီအမ်မော်ဒယ်ဘရိုက်ရှော့မော်ဘီထွန်းတောက်ကျဆိုင်ကရောင်းဝယ်ကြီးကိုအောင်ဆိုင်ကဘင်းကြီးရောင်းဝယ်တိုးကင်တာမှာပဲပြောပြီနော်မန္တလေးမှာထင်းလေးဆိုင်ကရောင်းဝယ်ကြီးအာဘူဒီနီနာဆိုင်ကရောင်းဝယ်ကြီးအောင်တုကဘင်းကြီးရောင်းဝယ်ကြီးဇွဲထက်ဟန်စော်နေမေးညီကိုများဆိုင်ကရောင်းဝယ်ကြီး CI big shop မန္တလေးမှာဖိုင်းရလား နေပြီးတော့မှအောင်ဒုက္ခ happy ဘကိုမျိုးတူတစ္ဆန်ဖမ်းရတာဝတ်တော့ဆိုင်ကြီးမီနီမော်တာဆိုင်ကြီးရှိုးရူး AK big shop antik family group ချောချောကြီးလားချောကြီးလားမြင်ဆိုင်ကြီးဖမ်းရအဲ့ဆိုင်ကြီးနေပြီးတော့မှနေပြီးတော့မှပေါ်တင်ရောင်းနေတာကွာဝတ်တော့နေဖမ်းရဝတ်တော့ဘာတွင်တာဘေးကတွင်လေမြောက်အဒီတချစ်လိုက်အဓိကအဓိက ဒီထိုင်းနေစက်နှစ်ခုอ่ะပဲဝင်နေကျန်နေအောင်ဝင်ကြအောင်ရှိနော်နောက်ခုတစ်ပြောင်းဖုံးကြီးနေရှိမှရှိတယ်ဝတ်တောက်ကနေမင်းတို့ဖမ်းရလားဒီဘက်တော့စိတ်ခေါ်တယ်မင်းအောင်လိုက်နေစိတ်အုပ်စုစုလုံးကိုစိတ်ခေါ်တယ်ဝတ်တောက်ကတကယ်ဖမ်းရလားဒီလူလူတွေစီကတပဲ၆ပြားလေးနဲ့စိုက်ကလေးဝယ်စီအလုံးအလုံးတော့အလုံးပြန်လေးလုံးကလေးเจ้าပုံเจ้าကျိုးလေးလုံးဒါကိုဒုက္ခမပေးနဲ့လူလူမှသားတွေနော်အဲ့တော့နောက်တစ်ခုထပ်ပြောအောင်မယ်ပြည်သူလူထုကြီးကိုပြောချင်တာအခုလက်ရှိဖမ်းနေတာက ဒီကောင်နေထိချုပ်ထားတဲ့နေမြေတွေမှာလည်းဖမ်းရတာဗီဒီယိုထိချုပ်တဲ့နေမြေမှာဝက်တောင်ကြီးပဲရှိတာဘယ်ကောင်ဖမ်းရလဲဒီမှာဆရာလူမျက်ကြောကနေပြီးတော့စက်ကွန်ဆီရဲ့ပေါ်နာလိုရတွေအရဆိုရင်တော့ကိုလူကိုပြန်ဖားတဲ့စီမံချက်တွေဆိုပြီးတော့ပြောဆိုထားတာပဲဖြစ်ပါတယ်အဒီကအနေနဲ့ကတော့နေဆမျိုးတွေကနေတဆင်သူတို့အနေနဲ့ဒီဝတ်တောက်ကားတွေကိုတင်သွင်းရောင်းချနေတာပြီးတော့မှအဲ့ဒီကနေတဆင်ချောလိုမြူကြီးပြကြီးတွေမှာရှိတဲ့စက်ကွန်စီထိန်းချုပ်ထားပါတယ်ဆိုတော့ပေါ်နာနေရာတွေကနေပြီးတော့မှအခုဆိုရင် ေါ်ပေါ်ထင်ထင်နဲ့လှုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။ဒါတွေကြတာစစ်ကောင်စီနေနဲ့လူအောင်ကိုဖမ်းနိုင်ခြင်းမရှိဘဲနဲ့ကျွန်တော်ပြည်သူတွေစီးနေတဲ့လူမျိုးဝတ်တော့ရင်တွေကိုဒီကောင်နဲ့ပြည်မလိုက်လံဖမ်းဆီးပြီးတော့မှဝင်ရချင်းချောင်းနေတာပဲဖြစ်ပါတယ်။ဒါတွေကြည့်ချက်အဖြစ်စစ်ကောင်စီနေနဲ့ကတော့ကျွန်တော်ကြောမဲ့ပြည်သူတွေပုံမှာဖိနှိပ်မှုတွေဆက်လက်လှုပ်ဆောင်နေတာဖြစ်ပြီးတော့မှသူတို့အနေနဲ့ကတော့ကိုယ့်လူကိုယ်တော်မှပြန်မဖမ်းရတော့တဲ့အခြေအနေတွေကိုခုဆိုရင်တွေ့ရတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီပေါ်မှာရုပ်ကကနေပြီးတော့မှမြောက်လိုက်ရဲ့ဝတ်တော်ရင်ကိုဖမ်းဆီးမဲ့ဆိုတော့ကိစ္စနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးခြေခွက်လိုမျိုးဆိုတာပေါ့နော်ပြောဆိုထားအောင်မလဲဆိုတော့ကျွန်တော်တို့စစ်ပြီးတော့မှခြေလိုက်ရအောင်နော်မော်တော်ဘီကယ်တွေမှာလည်းအန်တရရှိတယ်အဲ့တော့မော်တော်ဘီကယ်တွေမှာတချို့ကရှိတဲ့ဟာတွေကားထပေးမှလားကားထုတ်ပေးမှလားမိကွန်းကအပြန်ထောက်ရမယ်တဲ့ဟာတာရင်တိန်တွေအတွက်ဦးစင်းတို့ဟုတ်ပြီတိုင်းခရိုင်တို့ဒီမြို့နယ်ရဲစခိုင်းတွေတိုင်းခရိုင်တွေအကြောင်းကိုလည်းပြောမယ်တခါတလေဒီတိုင်းခရိုင်တွေမှာလည်းဆင်းဖမ်းရတဲ့အရာတွေရှိတယ် ဘယ်နေရာမှာမရှင်ရှိရတဲ့ဘယ်နေရာမှာပါရှိရတဲ့ဆိုဘယ်နေရာမှာဟိုဟာဖြစ်တဲ့ဆိုသွားရမယ်ဖမ်းရမယ်အဲဆိုဒီတိုင်းခိုင်နဲ့ကားနဲ့သွားရမယ်ကားနဲ့သွားလို့ရှိရင်ရုံးကားကိုတုံးရမှာလားရုံးကားကိုတုံးရင်အချိန်ကရုံးကမှာအဲ့ရုံးမှာကတိုင်းခိုင်မှာကားဘယ်နှစ်စီးရှိလိုင်စင်ကဘယ်နှစ်စီးရှိလဲတိုင်းတိုင်းခိုင်မှာရှိတဲ့ရဲတိုင်းမှာအဲ့ကားတွေကရှိတယ်လားဟုတ်ပြီရှင်းရင်တော့မှာအဲ့ကိုကားရှင်းတော့မှာအဲ့ကားကြီးနဲ့လိုင်စင်ကားကြီးနဲ့တွားပြီးဖမ်းရမှာလားအဲ့အကြမ်းဖက်ကလိုင်စင်ကားကြီးကိုမှတ်ပြီးမှလိုင်စင်ကဘဘူးဘူးပါဒီလိုင်စင်ကနံပါတ်ကြီးနဲ့ဘဘူးစီးပါလေဘဘူးစီးပါလေဆိုဘယ်လိုလုပ်မလဲ လို့လုံးမလဲဟုတ်ပြီနောက်တစ်ချက်လာပါလေလဲဖမ်းစီရတဲ့ကားရှိတယ်သွားရတဲ့ကားရှိတယ်ပြီးလို့ရတဲ့ကားရှိတယ်အဲ့ဒီကားကြီးနဲ့သွားပြီးမှလိုင်စင်ကားကြီးနဲ့ကိုယ်မှရှိတဲ့တချို့လိုင်စင်ကားကြီးနဲ့သွားရမှာလားအခုတော့ရှိတာပေါ့ဗျာနိုင်ငံတော်ကနေပြီးမှကဲအဲ့လိုဖမ်းစီရတဲ့ရှိရတဲ့ကြောင့်ငါတို့ကားထုတ်ပေးမယ်ငါတို့မင်းတို့ကားနံပါတ်တွေဘယ်လိုလုပ်ပေးမယ်ကဲကားအစီဘယ်လောက်ချပေးမယ်ဟောအော်ရင်ထိန်းတွေအတွက်ငါတို့မန္တလေးမှာဆိုလို့ကားအစီ50ချပေးမယ်အာတိုင်းခရိုင်တို့တိုင်းခရိုင်မြို့နယ်စခန်းတွေအတွက်ကားအစီငါတို့100ချပေးမယ် အာစပါလေ SSP တွေဟိုဟာတွေအတွက်ဒေါ်လိုင်းတွေအတွက်ကဘယ်လောက်ချပေးမလဲအပြည်လူစစ်တွေလည်းထုံနေတူစွာပဲပြည်လူစစ်တွေလည်းထုံနေတူစွာပဲလိုင်စင်ကားကြီးမစည်းနိုင်ကြလို့မလို့လိုင်စင်ကားကြီးမစည်းနိုင်လို့မလို့စည်းနိုင်တဲ့ပြည်လူစစ်တွေရှိတယ်စည်းနိုင်တယ်လည်းအိုက်ကာကြီးစီတို့မှမိသားစုအန်တရရှိတယ်တို့တို့မှလက်နဲ့အပြည့်စုံရှိတာမဟုတ်ဘူးလက်နဲ့အပြည့်စုံခြေတန်းမှာပဲကန်ရတာဟုတ်ပြီခြေတန်းမှာရိတ်ခါသွားဖို့မယ်စားရေးတော့ရေးသွားဖို့မယ်ဒါလည်းခင်ဗျားတို့နောက်ကတန်ဖိုးမှုကကိုပြည်လူစစ်ကိုပဲတခါလေရိတ်ခါစားစရာတော့ပို့နေရတာမထောက်ပံ့ဘူးလားထောက်ပံ့တယ် လုံလောက်လားမလုံလောက်ဘူးဘောမိုက်ကွာတော့လောင်နေကြပြီနော်ဟိုးဆွန်ပေါကတော့ဘကနေပြုံးပါသူတို့ပြူစောထရေတွေရာဆိုတော့ဒီအောက်ကျိုးအနေကြပြုံးပါစစ်ကောင်စီရဲ့ရက်တရင်တွေနဲ့တောင်မှလုံအောင်တန်းသူညီမြစစ်ဆန်မှုတွေမရှိဘဲနဲ့ခုဆိုရင်ဒီဝတ်တော့ကားတွေတောင်မ စီနေရတယ်ဆိုတဲ့အကြောင်းတွေပါပြောဆိုထားတာပဲဖြစ်ပါတယ်အထူးသဖြင့်မြောက်လိုင်းကနေမြို့မှာလိုင်စင်တွေလက်မချပေးပဲနဲ့ဝတ်တောက်တွေကိုဖမ်းမယ်ဆိုပြီးတော့မှာကြီးညာလိုက်တာတော့ဗောနော်ကျွန်တော်ပြည်သူတွေတမကသူတို့ကိုထောက်ခံပါတယ်ဆိုတဲ့အုပ်စုတွေမှာပါတော်တော်လေးကိုကဘာပြစ်နေကြတာပြီးတော့မှပေါက်ကွဲပြောဆိုလာကြတာပဲဖြစ်ပါတယ်နောက်တစ်ယောက်အနေနဲ့ကတော့အဘသမီးကနေမြောက်လိုင်းရဲ့ဒီဝတ်တောက်ကားတွေရင်တွေဖမ်းစီမဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှဘလူးမျိုးတွေပေါက်ကွဲပြောဆိုထားမလဲဆိုတာစပြီးတော့မှနားထောင်ကြည့်လဲရအောင်နော်နောက်ပြီးကြတော့လိုင်စင်ကလည်း ချမပေးနိုင်မဲနဲ့ဝိတောက်ဆိုင်ကလေးတွေကိုဖမ်းမယ်သိမ့်မယ်ဆိုတော့ကျမတို့ပြည်သူတွေရဲ့နင်းပြဘဝကစားဝင်နေရေဖြတ်စည်းတယ်လို့ဖြစ်ပြီးတော့ပြားတဲ့ပြားနေပါပြီရှင့်ပြောကုန်ပြီနော်ဟိုဘာအမိတ်မှမထုတ်ဖဲနေတောင်ဒီလောက်ဖမ်းနေတာ license ချပေးလိုက်လေအဲ့လိုဖမ်းကြည့် license တစ်နှစ်တစ်ခါလောက်ဖြစ်ဖြစ်ချပေးလိုက်ပါလားအဲ့ဆိုရင်အမ်ပြည်သူတွေရဲ့ဘဝတော်တော်အဆင်ပြေသွားမှာပါရှင့်ဘာဖြစ်လို့ဝိတောက်ကားကြီးစီးလဲဆိုတော့ license ကအဆမတန်ကြီးတာကို လိုင်စင်ကဘာလို့အဆမတန်ကြီးလဲဆိုအခွန်နေလေခက်အဆက်ဆက်ကားသွင်းတဲ့အခွန်ကအဆမတန်မြင့်တာဗျာဟုတ်မြင့်ကောက်တာတော့ဈေးတူပေမဲ့ဝက်တောက်ကားပဲစီးချင်နေကြတော့တာပေါ့အဲ့ဒီသွင်းတဲ့လူနှစ်ယောက်ကအဲ့ဒီဝက်တောက်သွင်းတဲ့လူနဲ့လိုင်စင်သွင်းတဲ့လူတွေကတကယ်တမ်းကြအတူတူပဲအဲ့တော့ခါကျကျမတို့ရဲ့ခက်အဆက်ဆက်ပါမစ်ပါမစ်ပေးတဲ့ခက်ကြီးကိုပြင်လိုက်ပါလားလို့ကျမအဲ့လိုပြောချင်တယ်ပြင်လိုက်ပြီဆိုရင်အကျိုးဆက်ကတခြားတိုင်းမျိုးလို့ကိုယ်တိုင်းမျိုးကလူတွေလဲတအူးတယောက်ချင်းစီကားကိုစီစီးနိုင်သွားလိမ့်မယ် တူတယောက်ချင်းစီကားကိုစီစင်းနဲ့လူဆန်ရအားအမြင်တွေတိုးတက်သွားတာလေလွင့်ပြီးတော့တိုင်းပြည်မှာပျက်စီးနေတဲ့လူငယ်တွေလည်းနဲ့သွားလိမ့်မယ်နော်တရားဝင်ကားအဝင်နဲ့ပြီးတော့ W ကားတွေဘာဖြစ်လို့အဝင်များလဲဆိုအခွန်ရရှိတဲ့ဟာလေအဲ့လိုအဲ့လိုမြန်ပြန်ပြတ်တွက်လိုက်လို့ချင်းအခွန်နာနေလိုက်ကြည့်အတူတူပဲအမှန်တကယ်ကတော့ပြည်သူတွေလည်းတိုးတက်သွားတာပေါ့ကားစီးနိုင်နေဆိုလေပြည်သူတွေလည်းတိုးတက်သွားတာပေါ့လူတိုင်းကားစီးနေအခုတော့နိုင်ငံတော်ကြီးလည်းတိုင်ပတ်ပြီးတော့ပြည်သူတွေလည်းအခုတိုင်ပတ်နေပါပြီ ြောပြီเนาะသူတို့ကတော့အခုဆိုတော့ကျွန်တော်အလုံးတည်ထားတဲ့အချိန်ပဲ DC Manchester ဆိုရင်စစ်ကောင်စီရရှိတဲ့အောက်ခြေကဇလန်အိုကြီးတွေပြီးတော့မှပြူစောထီတွေအတွက်လောဆောက်ဝင်ဖြစ်နေလဲဆိုတော့ပြည်သူတွေကနေပြည်မှာတရှိလာတာပဲပြည်မှာဘောမရခွဲကနေပြည်မှာရောပြောဆိုလာကြတာပဲဖြစ်ပါတယ် ဒီစကောင်စီရဲ့လွှဲရတဲ့ဟာဆိုတော့အခုဆိုရင်ကျွန်တော်တပီလုံးမှာရှိတဲ့ပြည်သူတွေပုံမှာတရားမှုများစွာရှိနေတာဖြစ်ပြီးတော့မှကားတက်ကိုဝယ်မယ်ဆိုရင်တော့မှကျွန်တော် license လုံးမယ်ဆိုရင်ဒီကားဝယ်တဲ့ပေါ့နော်ဇေနုန်ဒီပါတီတောင်စကောင်စီအောက်ခြေဝန်ထမ်းတွေကနေပြီးတော့မှတောင်းဆိုလာတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့လို့အများစုပြည်သူတွေကနေပြီးတော့မှအခုဆိုရင် without ရင်တွေကိုတုံးဆွဲလာကြတာဖြစ်ပြီးတော့မှစကောင်စီအနေနဲ့ကတော့ဒီလိုမျိုးဆက်လက်ပြီးတော့မှလုံးနေဦးမယ်ဆိုတော့ဘွန်မိုက်ကွဲကနေပြီးတော့မှရောဆန့်ချင်အောင်ကြမှုတွေအထိပါကြုံတွေ့လာရနိုင်တာပဲဖြစ်ပါတယ် ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဦးတိမရနေပြီတော့မှအခုတလောရေးပေးတင်နေတဲ့မြစ်ချနာမျိုးအခြေအနေနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်တက်ချက်လောက်ကြည့်လိုက်ရအောင်နော်ရေးအကြီးကျယ်လွှမ်းမိုးနေတဲ့ချီဖွေကျိုးတနာအနီနာဝန်းကျင်မှာဒီနေ့နေ့လယ်ပိုင်းမှာတော့ရေးပြန်ကျသွားပါတယ်ဒီကနေ့မနက်ပိုင်းအထိကချင်းပြည်နယ်မြစ်ချနာမျိုးမှာ ARD မြို့ရေးဆက်လက်မြင့်တက်နေပြီးတော့စိုးရိမ်ရေမက်အထက်တက်လက်မလောက်ကျော်လွန်ရောက်ရှိနေတာကြောင့်အင်ဂျီ၈၀၀ကျော်ရွှေ့ပြောင်းနေကြပါတယ်နောက်တစ်ရက်အတွင်းမှာ တပေခွဲလောက်ထပ်ပြီးတော့မြင့်တက်နိုင်တယ်လို့လဲစစ်ကောင်စီမိုးလေဝသနဲ့ဇလဖေဒညွှန်ကြားမှုဦးစီးဌာနကဒီကနေ့မနက်မှာသတိပေးထားပါတယ်။ဒါ့အပြင်ကချင်းပြည်နယ်ဝိုင်းမော်မြို့နယ်တွေကနောက်ချင်းနဲ့လပန်ကျေးရွာတွေကစစ်ဆောင်စခန်းတွေအထိရေတွေဝင်ရောက်ခဲ့ပြီးတော့အဆောက်အုံတွေနစ်မြုပ်နေတာကြောင့်စစ်ဆောင်တွေရွှေ့ပြောင်းနေကြရတယ်လို့ဒေတာတွင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။ကချင်းပြည်နယ်မြောက်ပိုင်းမေခမလိခမြဖြားပိုင်းမှာမိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် မေလ31ရက်နေ့ကစပြီးတော့ပူတာအိုချီဖွေဝိုင်းမော် မြကြီးနာမြို့တွေမှာရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်ပြီးတော့မြကြီးနာမြို့အတွင်မြေနေပိုင်းရက်ွက်တွေကနေအိမ်တွေရေလွတ်ရာကိုရွှေ့ပြောင်းခဲ့ရပါတယ်။ဒါအပြင်ချီဖွေမြို့မှာလည်းစစ်ဆောင်စခန်းတွေနဲ့ရက်ွက်၃ခုရေကြီးနစ်မြုပ်မှုတွေဖြစ်ပြီးတော့စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတယ်လို့ဆိုပါတယ်။မြကျနာတော်တော်လေးကိုစိုးရင်ရတဲ့အခြေအနေပဲဖြစ်ပါတယ်။အခုဆိုရင်ကျတို့မြကျနာမျိုးကနေတဆင့် ကျွန်တော်တို့ကြံတဲ့ပေါ့နော်မြန်မာပြည်အောက်ပိုင်းမှာရှိတဲ့မြို့တွေမှာဆိုတော့ရေလွှမ်းမှုမှုတန်တွေကိုခံရနိုင်တယ်ဆိုပြီးတော့မှမိုဇလာဘက်ကနေပြန်မလဲချိန်ညားထားတာမလို့ကျွန်တော်အဲ့ဒီဒေတာမှာရှိတဲ့ပီတိုရီနေနဲ့အခုခရေကဘီလူရောက်ကိုရှောင်ပြည့်ရေးတင်းနေတာပဲဖြစ်ပါတယ်စစ်ကောင်စီရဲ့ဘေးတောင်ကိုလာကြောက်ရအခုဆိုရင်တဘောဘေးရနေဦးပါကျွန်တော်တွေ့နေတဲ့ပီတိုရီရဲ့ဘဝကတော့တော်တော်လေးကိုကျွန်တော်ပေါ့နော်တနာစရာကောင်းနေတာဖြစ်ပြီးတော့မှဒါကိုကျွန်တော်အနေနဲ့အများဆုံးတွန်းလှန်တိုက်ထုတ်နေဖို့လွှမ်းနေတာပဲဖြစ်ပါတယ်တဘောဘေးအနေနဲ့ကျွန်တော်ရတဲ့အချိန်မှာကျွန်တော်အနေနဲ့လွှဲတာတွေကိုတင်းစေပြီးတော့မှ နီးစပ်ရာကျွန်တော်တို့ကဲဆဲအဖွဲ့ဝင်တွေနဲ့ချိတ်ဆက်ထားတင်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပုတ္တမနဲ့ပြီးတော့မှ2008အခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့မှမြောက်လိုင်းနေတဲ့ရွက်ောက်ဖွဲလို့ပြီးတော့မှ binary တိတိခွဲပြီးဖို့ရှိနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ပြောလို့မပြောစားပြောဆိုထားတဲ့အားလေးကျွန်တော်စစ်ပြီးတော့မှနောက်ထောင်ကြည့်လိုက်ရအောင်နော် ရွေးကောက်ပွဲချက်မှာမယ်ရွေးကောက်ပွဲကလည်းတော်တော်ပေါ်လာမယ်တော်တော်ဒီပေါ်လာပြီလို့ရှိရင်အဲ့ဒီဖြတ်တော့မှာဝါဒီတခါမှသူတို့တောင်းဆိုရဲဝါဘောပါအထုခွင့်ရနေတော့ဘူးဝါပြင်းနေလို့ချင်တယ်အဲ့ဒီမှာတတ်မှတ်လို့ရတယ်အဲ့ဒီမှာတောင်းဆိုလို့ရတယ်အဲ့ဒီလည်းကျွန်မထောက်ခံတယ်ဘာကြောင့်ထောက်ခံတာလဲမင်းလို့ရှိရင်ဒီနောက်ရွေးပွဲစီမှာချက်ကောင်းကလေးကလည်းရွေးကောက်ပွဲချက်မှာမယ်ချင်းပါရွေးကောက်ပွဲကလည်းထပ်ပေါ်လာတယ်ဖြတ်တော့မှာဆွေးဆွေးတိုင်နေပြီးတော့ပြင်းနေပေးလိုက်လို့ရှိရင်အဲ့ဒီပြင်းနေပြီးဥပဒေပြင်းအုပ်ချုပ်ရေးတရားစီရင်ဆိုရဲအဓိကမန်နိုင်၃ချက်ကို၂၈၀အောက်ကတော့ကြွားရမှာ၂၈၀အောက်ကတော့မှာဖြစ်တဲ့အတွက်၂၈၀ကနေရွေးချယ်ထားတဲ့အစိုးရရဲ့လက်အောက်မှာတော့ရှိရမယ် လက်ရှိမှာဝါကနော်သူ့ data သူ့ရှင်မင်းငါ data ငါရှင်းပြီးငါဘယ်နဲ့ပတ်ပတ်ပတ်ဆိုရောသူ့မူသူ့လူသူ့မူဝါဒသူ့ပဲဥပဒေပြုရောအုပ်ချုပ်ရေးရောတရားစီရင်ရောသူတို့ဟာလည်းသူအုပ်ချုပ်နေကြတာနော်မြန်မာနိုင်ငံမှာအမိသာခံထားပြီးတော့သူတို့ကလည်းသူတို့အုပ်ချုပ်နေကြတာဖြစ်တယ်။ဒါကြောင့်အဲ့ဒီကနေပါတစင်သူတို့ပြောသလိုဝါကင်းနေပြင်းမယ်ဆိုရင်နောက်ရှိကနေမြေကောက်ပွဲကျင်းမှာလွတ်တော်ပေါ်လွတ်တော်ကနေပြီးတော့ ဟာဆွေးနေအဆုံးဖြတ်အဆုံးဖြတ်ပြီးဝါပြင်းနေပေးလိုက်လို့ရှိရင်ကျိန်းသေးပါဝါပြီးနောက်နောက်ရှိကနေရွေးချယ်လိုက်တဲ့ဆိုးရရင်လောက်အောင်ပါရှင်ဝါကဲ့သို့ပဲတခြားသောနောက်လက်ရှိ EUMT တို့ KIA တို့ TLA တို့ရှာရဲ့လက်နက်ကအဖွဲ့တွေပါလေဝါကဲ့သို့ပဲကိုယ်ပိုင်အုပ်ချုပ်ပဲလို့ရှိနေတဲ့အမျိုးသားတန်းသူကိုကိုယ်ပိုင်တာတက်ပဲလို့ရှိနေဆိုရင်ခင်ဗျားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေရွေးကောက်ပွဲကိုတွားရမယ်ခဲကောက်ပွဲကလည်းထွက်ပေါ်လာတဲ့လွှတ်တော်မှာဆွေးနွေးတင်းပြအတိုင်းနဲ့စီဝေးဆုံးဖြတ်ပြီးမိမိတို့ရဲ့ရပိုင်ခွင့်ကိုတောင်းကျူလို့ရှာတယ် ကျမတို့ကတားရဲတာခွင့်ရေမပေးနိုင်ဘူးလို့ပြောနေတာမဟုတ်ဘူးမင်းတွေအောင်ဟုတ်ပါဘူးကျမတို့တားရဲတာခွင့်ရေပေးနိုင်တယ်ကျမတို့ပေးနိုင်ခြင်းတွေတားရဲတာတွေရဲ့လွတ်လပ်ခွင့်ကိုပေးနေတာဖြစ်တယ်ကျမတို့လွတ်လပ်ရေကိုမပေးနိုင်ဘူးလွတ်လပ်ခွင့်ရေးခြင်းနဲ့ဆိုရင်ကျမတို့ရွေးကောက်ပွဲကိုချိန်တည်သွားရမယ်လွတ်လပ်ခွင့်မဟုတ်ဘဲနဲ့လွတ်လပ်ရေးဆိုလို့ရှိရင်တော့ကျမကျွန်တော်ပြောတဲ့စကားလို့ပဲအမြဝင်ရင်တော့တအားတို့မခေါ်နိုင်တဲ့လူကျန်းစားတွေပါလာရင်ကျမတို့ကမေတ္တာတော့ရွတ်နေလို့မရဘူးဝင်ရင်းတုံးနေမှမှာရရပါလိမ့် ဘုသူမပြောချင်တဲ့ပုံစံရတော့မျောလိုက်နေတဲ့ရွေးကောက်ပွဲမှာသူရဲ့ပေါ့နော်ဒီနိုင်ငံရေးထွတ်ပေါက်အနေနဲ့လှုပ်ဖို့ချန်စီနေတဲ့အချိန်မှာပဲကျတော်တို့လှလခွင့်ကိုလိုချင်နေကြတဲ့တိုင်းသားညီကိုတွေအနေနဲ့ မြောင်းလိုင်းရဲရဲကောက်ပွဲမှာဝင်ရောက်ရှင်ပြန်ပေါ်ဖို့သူကနေပြီးတော့မှမြောင်းလိုင်းပြောင်းစားပြောဆိုနေတာပဲဖြစ်ပါတယ်အဓိကတော့မြောင်းလိုင်းရဲရဲကောက်ပွဲဆိုရင်တည်ဝင်ဖြစ်ပြီးတော့မှကိုယ့်ရဲ့စံထားတွေကိုတောင်းဆိုလို့ရတဲ့နေရာတစ်ခုဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဂျင်းထက်နေတာဖြစ်ပြီးတော့မှကျွန်တော်တိုင်းတိုင်းကြီးကိုတွေနဲ့တော်လန်ကောင်းဆောင်တွေပေါ်မှာသူခွက်သက်ရွှေတဲ့နေလာတွေလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်သူကတော့ကျွန်တော်ပြည်သူတွေကပေါ့နော်ဒီအရင်ကြောက်ခက်တုန်းကလိုမျိုးအုံနောက်တွေနဲ့ ဒီဘာမှမသိဘဲနဲ့စစ်ကောင်စီရဲ့ပြည်သူမျိုးနှူးချင်းကိုခိုင်းမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုနေပေမဲ့တစ်ဖက်မှာကျွန်တော်ပြည်သူတွေကတော့စစ်ကောင်စီရဲ့ထိနှိုင်ချက်ပြည်သူတွေပေါ်မှာတစ်ဖက်မှုတွေနဲ့သူတို့ကျွလွန်ထားတဲ့ရာဇဝမှုတွေတပြန်ပြီးတော့မှပေးဆက်ရမယ်ဆိုပြီးတော့မှကြွေးကြော်ထားကြတာမလို့ဒါရီတော်မအခုဆိုရင်လုံအောင်ကယူမဆိုင်တော့ဘဲနဲ့မြို့လိုက်ရွေးကောက်ပွဲမှာကျင်းပနိုင်အောင်အခုဆိုရင်တိုက်ပွဲကိုအမြန်ဆုံးအဆုံးသတ်သွားမယ်ဆိုပြီးတော့မှကြွေးကြော်ထားကြတာပဲဖြစ်ပါတယ်ဘယ်နိုင်ငံကလည်းပြည်မထောက်ပံ့နေပါစေမြို့လိုက်အနေနဲ့ဒီလိုမျိုးတက်ဆိုးချာရှည်နေအောင်မှာတော့မဟုတ်ဘဲနဲ့ကျွန်တော်ပြည်သူတွေနဲ့တော်လန်ရဲဘော်တွေရဲ့ပေါ့နော် စုစည်းညီညာအားနဲ့အခုဆိုရင်တွန့်လှန်ပြီးတော့မှတိုက်ထုတ်နေကြတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့တိုင်းပြည်မှာစစ်တပ်မရှိဘူးဆိုရင်ထမင်းကတော့မယ်စပရိုမှာအားချောင်ပြောဆိုနေတာပေါ့နော်။ငထင်းကိုဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။စစ်တပ်ကဘာဖြစ်နေလဲစစ်တပ်မရှိတော့ဘူးလို့လူတော်များတမင်းကလေးဟုတ်လားဟုတ်လားအဲ့ဆိုရင်လက်ရှိကမ္ဘာပေါ်မှာစစ်တပ်မရှိတဲ့တိုင်းပြည်တွေထမင်းကဘုံကြလားမမေးတာမေးပါဦးမယ်ကမ္ဘာပေါ်မှာစစ်တပ်မရှိတဲ့တိုင်းပြည်တွေထမင်းကနေကြလားလို့စစ်တပ်မရှိရင်မင်းတို့လည်းမင်းကစားထမင်းကမယ်ဆိုတော့ ဟုတ်လားအင်းငါ့ကိုကြည့်လို့ဆုံးရှာခါရမ်းမယ်။ဟိုဘဝရတဲ့စီဝါရီ။ပေါ့ပြန်ပြီ။ဘာလို့ဘောရလဲရောက်ပြီးတော့မန်းနေလဲ။အတင်းတုံးနေတာတော့မင်းတို့မလို့။ဟဲ့အဆောက်ဘောထားတွေဘန်းလမ်းမမှန်လားတော့မသိဘူးနော်။နင်းပြောလိုက်လို့ရှိရင်နင်းတင်ခဲ့တဲ့ပို့တွေမှာမပြန်ပြီ။နော်။အာဘမောမှာဘလုတ်စနိုက်ပါလက်ထောက်ခါဘလုတ်စကစ်ကူကဘလုတ်လွှတ်ခါပါပြတဲ့ညာဖြစ်တယ်။မင်းတို့လေယောက်ကကျုံးမြလိုက်တယ်မလား။အဲ့ဒါတော့မင်းတို့ဝန်ခံတာ။ မင်းသားဆောက်ရှောက်ရှင်ဖတ်ပြောတယ်ဟမ်မင်းတို့ပြောလိုက်အမြင်နိုင်တယ်မင်းတို့အခုလက်ရှိ2021အာနာတိမ်ပြီးတဲ့အချိန်ကနေဒီနေ့2025ရောက်နေတဲ့နေရာတိမင်းတို့တွေစခန်းပေါင်းဘယ်နှခုဆုံးလုပ်လိုက်ရပြီလဲညောင်းပေါင်းဘယ်နှခုဆုံးလုပ်လိုက်ရပြီလဲဟမ်အဲ့ဒီရလာကိုကြည့်နော်ငါတောင်းအောင်မြောက်အောင်အော်တယ်လို့ပြောတယ်ဆိုရင်ငါတင်ခဲ့တဲ့တည်င်းမဟုတ်တာကိုဟုတ်ပါတယ်လို့လိန်လေလီပြပြီးတော့နော်တင်ထားတာရှိလားရှိလားခဲ့နော်ရှိလားခဲ့တိရမင်းတို့လို့ဆပ်ပေါက်ရဘယ်ဟန်ကအောက်ဆိုရမဟုတ်နားလေ ရှင်းလားเนาะအမေစကလေးဟာလို့ဖီဂျီနော်လေသူရင်ဟန်ပြောအမေမင်းလောင်ရောင်ရောင်ရောဟုတ်လားဟုတ်ငါမက်ထားတာကကလေးထားဆိုရင်အေးဘောကလေးထားဆိုကလေးပဲထားဒါပေမဲ့မော်ဒန်ကြီးနဲ့ကွာလို့တနေ့နာယူဘီကင်ယံပြင်းနေမှာစကန်းလေးကိုတိတ်ငန်ထိတဲ့ပုံမှာမင်းတင်ထားတာမင်းတကယ်အဲ့စကန်းလေးတိတ်ငန်ထိတော့မင်းရင်ထဲယူတုမနာဖြစ်လာမဖြစ်ဘူးလားမင်းအားပဲဖြစ်ဟမ်မင်းပါဝင်ပြီးတော့စစ်ခွေးထောက်ခံတဲ့ကောင်မင်း င်းနဲ့စစ်ပွေးပေါ့နော်စစ်ပွေးရဲ့ပွေးလေးပါပေါ့နော်မင်းတို့လေမင်းတို့စကန်လေးကိုအခုလေပီရီယက်နဲ့ဒီတိုင်းတိုင်းတက်ကြရဘုံကြီးတုံးပြီးတိမ်မလားမင်းတို့ဂျင်းထဲမှာตายလာနော်နော်နော်ဖြစ်လာအဲ့ဒါပဲလေတိလာကလေးထားကယူတာလေပေါ့ယူရှင်းနဲ့တန့်ရှင်းနဲ့ပြုစင်တယ်နော်ကလေးကချင်းမပါဘူးအဲ့ကလေးထားနော်မင်းကလေးထားလို့ပြောဂျင်းတ်တယ်ဘာဖြစ်လို့လဲကလေးထားကကလေးကချင်းမပါဘူးမယုံမသားမပါဘူးတန့်တန့်ရှင်းရှင်းရှိတယ်နော်အဲ့တော့မင်းကကလေးထားလို့ပြောလို့ပဲ thank you ပါနော်ဂျင်းတ်တယ်ကျေးဇူးတင်တယ်တိလာစပြော့ မင်းငါအကောင့်လိုက်မှာမင်းတို့လာရေးလို့ငါပြောရလားစီဟုတ်နော်ညောလေယုံကြည်မှုရှိလားဟုတ်အခုဒီအခုဒီမင်းပြောတဲ့ဒီမင်းဗီဒီယိုဖိုင်တဝက်ကြပြီနော်မင်းပြောလာတဲ့စကားတလုံးမှာဖောင်ဝင်လို့ပြီနော်ဖောင်ဝင်တဲ့စကားလေးကမင်းပြောပြီတိရဖောင်ဝင်တဲ့စကားငါတို့ကပြန်ခံပြောလို့ရအောင်လို့ BJ ဒီမင်းနဲ့ပြောခလေးထားလို့ဘာအဲ့ဒါကြီးဖောင်ဝင်တဲ့စကားလေးပေါ့တိရနော်အဲ့တော့မင်းပြောသလိုပဲဖောင်ဝင်တဲ့စကားတလုံးအောင်ပြောပြီနားမလည်လို့ဒါတော့ကိုစီကနေပြောမှာပေါ့နော် သူကိုစောကားမကားနဲ့စစ်တပ်မရှိဘူးဆိုရင်တိုင်းပြည်မှာပြည်သူတွေထမင်းကားသွားမယ်ဆိုပြီးတော့ အချောင်းစင်ကိုပြောဆိုနေတဲ့ငါးထည်ုံပြန်ပြီးတော့မှနှုတ်တိဖျက်လိုက်တာပဲဖြစ်ပါတယ်ကျွန်တော်အားလုံးတည်ထားတဲ့တိုင်ဒီစစ်ခွေးတွေကတော့သူတို့ကိုသူတို့ပေါ့နော်ချစ်ချစ်မြင်မြလာပါတယ်ဆိုတော့လူစုတွေဖြစ်ခံယူထားကြတာဖြစ်ပြီးတော့မှပြည်သူတွေကိုလည်းသူတို့ရဲ့ကျွန်းတဘောအဖွဲ့ဆက်ဆံနေတာပဲဖြစ်ပါတယ်အခုဆိုလည်းစစ်ကောင်စီနေတဲ့ပြည်သူတွေဆီကနေပြီးတော့မှဓမြတိုက်လှုပ်ရှားနေကြတာဖြစ်ပြီးတော့မှအောက်ခြေမှာရှိတဲ့သူတို့ရဲ့အချင်းပြေဝင်ထားနေတဲ့ပူပေါင်းပြီးတော့မှကျွန်တော်ပြည်သူတွေဆီကနေပြီးတော့မှစစ်ကြေးတွေကောက်ပြီးတော့မှအခုဆိုရင်ဝေတောက်ကားတွေအထိပါလိုက်လံပြီးတော့မှဖန်ဆင်းနေတာပဲဖြစ်ပါတယ်ဒီလိုမျိုးအောက်တန်းကြပြီးတော့မှပေါ့နော်ကျွန်တော်တန်းပြတဲ့လူမျိုးကို န်နဲ့ပြီးတော့မှသူတို့အာဏာတည်မြဲနိုင်ဖို့စ조사နေကြတဲ့စကောင်းဆောင်အုပ်စုတွေကတော့မကြခင်မှာပြီးသူတွေကနေပြီးတော့မှပြန်လည်တန်းခတ်သွားမှာဖြစ်ပြီးတော့မှအခုဆိုရင်တော်လံပြီးသူတွေနဲ့သူရဲဘော်တွေကနေပြီးတော့မှနေရာဆောင်မှာစစ်ကောင်စီတပ်ဖွဲ့တွေကိုချင်းမို့တုတ်တင်ရှင်းလင်းနေတာပဲဖြစ်ပါတယ်ကျွန်တော်အားလုံးကြားထားတဲ့အတိုင်းပဲတောင်ပိုင်းတိုင်းမှာဆိုတော့စစ်ကောင်စီရဲ့စခန်းတွေတခုပြီးတခုကျဆုံးနေတာဖြစ်ပြီးတော့မှ မြောင်းမှန်းထားတဲ့အတိုင်းပဲကျွန်တော်တို့အညာမြေမှာဆိုရင်ပြည်သူတွေဘက်ကနေပြီးတော့မှတပေါင်းစုတစ်ခုအနေနဲ့စတင်ပြီးတော့မှထိုးစစ်ဆင်တက်ခိုက်နေကြတာပဲဖြစ်ပါတယ်။ဒါတွေအားလုံးစုစည်းလိုက်မယ်ဆိုတော့ကျွန်တော်တို့တွေနဲ့မြောင်းမကြာခင်ကာလတွေမှာနေပြီးတော့ဒီတက်ရောက်ပြီးတော့မှတင်းနိုင်မယ်ပေါ့နော်။ရေးရောင်တွေလည်းပိုင်ဆိုင်ထားတာမို့လို့ပြည်သူတွေနဲ့လက်မလျှော့ဘဲနဲ့ဒီတော်လိုက်မှာထဲထဲဝင်ပုံပုံကြပါဆလို့ပြောရင်ကျွန်တော်ဒီနေ့မှလည်းပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြေဘဝပြည်သူများလုံးထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှ တရားချက်နဲ့နေ့တည်လေးပြန်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းအောင်တောင်းပေးလိုက်ပါရစေ။